အလုံးမင်္ဂလာပါခိုင်ပါခိုင်ဒီနေ့တော့ကြက်သားနဲ့ဘူးသီးလေးချက်ပါမယ်ဘန်ကောက်မှာပေါ့နော်ဘူးသီးလေးတွေရာနှစ်မျိုးရှိပါတယ်ဒီလိုအရှိလေးတွေနဲ့ပြေးလို့ရှင်အပူလေးတွေပေါ့နော်အပူလေးတွေကအလုံးတသေးလေးတွေပေါ့နော်သေးပေမဲ့သူတို့ကဘာဖြစ်လဲဆိုတော့ရှင်းပါတယ်အဲဒါမှအစီအီးတွေအရင်ရင်နေပေါ့နော်အကြောက်ခံရဒီဘူးသီးအရှိလေးတွေကိုပဲရွေးဝဲပါတယ်ဘူးသီးရှိလေးတွေကဈေးလဲပူတတ်တာတယ်ပူပြီးတော့နုလဲပေါ့နော်အားအကြောင်းမလို့ပါဘူးသီးလေးကိုခုန်ခွာပြီးတော့တုံးလေးတွေတုံးပါမယ်ရှင် တုံးလေးတွေကိုတော့ခကြီးကြီးလေးတုံးပါမယ်။အဲ့ဒါမှာပူတီတွေပျော်ပြီးတော့ဗောနော်စားကန်နေကြလို့ရှင်ပူတီဖတ်ရှာမတွေ့ရဲ့ပြဿနာကနေပြီးတော့ကင်းဝေးမှာဖြစ်ပါတယ်။ပူတီလေးတွေကိုနီလော်လေးလေးတုံးပါမယ်။ဒီပူတီလေးကတော့တလုံးကို10ဘက်ပေးရပါတယ်ရှင်။ ပြီးရင်တော့ကြက်သားကိုအတုံးလေးတုံးပါမယ်။ဒါကတော့ CP နဲ့ပဲချက်လိုက်ပါတယ်။အိမ်မှာဒါပဲရှိလို့ပေါ့နော်။ CP ကြက်ကပေါင်၃ချောင်းကိုဘတ်80ပို့ပါ။ကြက်သားလေးတွေကိုရေးစေးရေးစေးပြီးတော့အတုံးတုံးပါမယ်။ပြီးလို့ရှိရင်ရေးပြန်စေးပါမယ်။မဟုတ်ရင်တို့ကချွဲပြီးတော့ပေါ့နော်။အနံ့သိပ်မကောင်းလို့ပါ။ ိမ်မှာရှိရတာဒါအကြီးဆုံးပဲဆိုတော့အားနဲ့မနဲ့ထည့်ခုတ်ကပါရရှင်။ပြီးရင်တော့ရေရေလေးတစ်ခါလောက်ပြန်ဆေးပြီးလို့ရှင်ကြက်သားလေးတွေကိုရေစစ်ထားပါရယ်။ပြီးရင်တော့အချိုးကနေပါမယ်။စားရဲ့အချိုးမှုတ်ရဲ့ဆန်ရင်းလေးရဲ့နည်းနည်းထည့်ပြီးတော့နေပါမယ်။အဲကြက်သားလေးတွေကို တေချာအရသာလေးဝင်သွားအောင်နှက်ပြီးမှပေါ့နော်နိုင်ဘွက်တနားရီလောက်ခြေလာထဲမှာထည့်ပြီးမှချက်ရင်စီပီကြက်သားလေးတွေကပို့ပြီးရောစကောက်ပါရရှင်ပြီးရင်တော့စချက်ပါမယ်တဲဦးတဲ့ဟိုစီထည့်မယ်စီပူလာရင်ဆွနွေးမုတ်လေးနည်းနည်းထည့်ပါမယ် ွန်းနှဲမှုတ်လေးကြက်လာပြီဆိုလို့ရှိရင်တော့ကြက်သွန်နီလေးထည့်ပြီးတော့စီတက်ပါတယ်။ဟောတချို့ကြတော့လဲပေါ့နော်ကြက်သားကိုတခါတည်းလုံးပြီးတော့ချက်တယ်ပေါ့နော်အဆင်ပြေသလိုချက်လို့ရပါရဲ့ရှင်။ကြက်သွန်နီလေးစီတက်ရင်လည်းပို့ပြီးတော့မှုရအောင်လို့ကြက်သွန်မြူထောင်းထားတာလေးပါနည်းနည်းထည့်ပါတယ်။ပြီးရင်တော့အရောင်တော့ယုတ်ဒီမှုတ်လေးနည်းနည်းထည့်ပြီးတော့စီတက်ပါတယ်။အများကြီးလည်းမထည့်ဘူးပေါ့နော်ကြက်ဘူးအေးတောက်လေးဆိုတော့ ်ခင်ဗျီးမုံမထိုင်လဲဖြူပက်ဖြူရောကြီးဖြစ်နေမှာဆိုတဲ့အတွက်ကြောင့်မလို့နည်းနည်းပဲထည့်ပါတယ်ပြီးရင်တော့ကြက်သားအရသာနှထားတာလေးကိုထည့်ပြီးတော့လုံပါတယ် CP ကြက်ကိုပေါ့နော်အဲ့လိုအပေါ်ရည်လေးတူးထဲမှာပါတဲ့ရည်လေးကုံပြီးတော့အပေါ်ကြောလေးတင်းနေအောင်လုံပြီးမှရည်ထည့်ပြီးတော့ချက်မယ်ဆိုလို့ရှင်ပို့ပြီးတော့စားကောက်ပါလေရှင်အဲ့တော့အားအဲ့ရပါရလုံးနေပေါ့နော်ရည်ရည်ထမ်းသွားအောင်လို့ ကြက်ထဲကကြက်ထဲမှာပါတဲ့ရေတွေကုန်သွားပြီးတော့ပေါ်ကျော်ပြီးတင်းလာပြီဆိုလို့ရှိရင်ကြက်သားကြက်သွားအောင်လို့ရေလေးထည့်ပြီးတော့အရင်ဆုံးတည်ထားလိုက်ပါတယ်ကြက်သားလေးကြက်သွားပြီဆိုလို့ရှိရင်တော့ပူစီလီထားတာလေးတွေထည့်မယ်ပေါ့နော်စီပီကြက်ကခိုင်းလို့အင်ကြက်အင်ကြက်တည်လို့ပေါ့နော်အကြာကြီးတော့မချက်ရဘူးရှင်ခဏလေးနဲ့ကြက်တယ်ဆိုတော့ရေကိုတခါရဲအများကြီးမထည့်ပါဘူးပြီးတော့ပူစီထည့်ပြီးတော့မှရေထပ်ထည့်ပါမယ်ပြီးရင်တော့ပူစီရော ကြက်သားရောနူးသွားအောင်လို့ထုတ်ထားလိုက်ပါမယ်ရှင်15မိနစ်လောက်ချက်ပြီးရဲ့နောက်မှာတော့ပူသီးလေးရောကြက်သားလေးရောနူးပြီးရောကြက်သားပြီဆိုလို့ရှိရင်တော့ခိုင်တို့အချုံငံအတွက်အရသာထပ်ဖြည့်ပါမယ်ဟိုခိုင်ကတော့ငံပြရည်ရဲ့အချိုးမှုတ်လေးနည်းနည်းရဲ့ထပ်ဖြည့်ရပေါ့နော်ချုံမုတ်မစားရင်လေမိမိစားတော့တဲ့ကြက်သားမုတ်တို့ တခြားလို့ထင်နိုင်ပါတယ်ရှင်အော်တချို့ကြတော့လည်းနည်းနည်းမင်းကြိုက်တဲ့လူကလည်းနည်းနည်းမင်းလေးအုပ်တယ်ပေါ့နော်ခါရတော့အိမ်မှာဝယ်ထားတာမရှိတော့မထည့်တော့ပါဘူးရှင်အခုဆိုရင်တော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်တတ်တာ